မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပေးနေတာကြောင့်စောင်းမျှော်အပ်ပြီးနောက်ထပ်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာထားရရှိလူကြီးမြတ်များအလုံးလှုပ်လှုပ်စေချင်ပါတယ်နော်အဲချင်းနေအမချင်းနေနေစိုးနေရောဗျာနော်အဲ့တော့များလို့မလုပ်ဘူးဆိုလို့ရှိရင်တော့ချင်းနေမကောင်းဘူးကျောက်ဖြူက သေးကြီးတိုက်ခံထိနေတယ်နော်တပုံအေးစစ်သေးကြော်ရည်အနေနဲ့အသေးကြီးတိုက်နေတာပါတို့တို့တက်တမလို့စစ်တီစစ်တီတွေရဲတွေအလုံးတက်ဖွဲ့ဝင်နေဘက်ကလည်းအပြင်းထန်ခုခံပြီးတော့ရွတ်ချင်တိုက်ပွဲဝင်နေတယ်အဲ့တော့အချင်းနေအဖြစ်ကိုဘက်ကတော့ပေးဆက်မှုတွေရှိနေတယ်နောက်ဆုံးအားတွေရှိနေတယ်နော်အကြောက်ပြူအတွက်ခင်ဗျားတို့ကြည့်မဆိုင်ဘူးဆိုလို့ရှိရင်တော့အင်းကြောက်ပြူကိုဘယ်လိုလုပ်မှာလဲ ကျွန်တော်ဒီကြောက်ဖြစ်တဲ့ပတ်သက်ဦးမင်းအောင်လာရဲ့ဒါမင်္ဂလာပါချစ်ကိုမင်္ဂလာဟောမင်္ဂလာဟောနော်အဲ့တော့ဦးမင်းအောင်လာရဲ့ဘယ်လိုလုပ်မှလဲဗောနော်ကြောက်ဖြူကိုကြောက်ဖြူရဲ့ပြစ်ကွင်းပြစ်နဲ့ပြစ်ခတ်မှုအခြေအနေအကုန်လုံးဟာအကြီးမဟုတ်ဘူးနော်အကြီးမဟုတ်ဘူးအခြေကြီးမဟုတ်ဘူးကြောက်ဖြူကစစ်မျက်နှာပြင်တဲ့အခြေကြီးချက်လို့ရတဲ့နေရာမျိုးမဟုတ်ဘူးအဲ့လိုမျိုးနေရာလေးကိုတော့မှပဲဒါမျိုးဖြစ်နေတော့စတန်ဒတ်အာမီလို့လို့မရအောင်အဲ့တော့ အထက်ရရှိလူကြီးမင်းနဲ့ပြသားမှုလို့တယ်ထီထီရောက်ရောက်ကျွန်တော်တို့ထီရောက်တဲ့လက်နက်တွေသုံးဖို့လို့တယ်မဟုတ်ဘူးဆိုရင်ကြောက်ဖြူဟာမကြခင်မှာအခက်ခဲတွေ့နိုင်တယ်နော်အဲ့တော့ကြောက်ဖြူနဲ့ပတ်သက်ပြီးသတင်းလိုင်းသတင်းဘလို့ခေါ်လို့ဆိုရင်သတင်းတွေအုပ်ဖုံးလာတာရှိရအထက်ကတည့်ရလာတော့ကျွန်တော်မသိဘူးသို့ပါတော့လည်းအောက်မှာတော့ပိုးစုပတ်ဆက်ပိုးစုပတ်ဆက်ကိုဖြစ်နေပြီလို့ပြောချင်တယ်နော်အာကြောက်ဖြူအနေနဲ့ဘယ်လောက်ထိစိုးရင်စရာကောင်းတယ်လဲဆိုတော့ကြပြီသလားဆိုတော့ကြောက်ကြောက်ဖြူတော့မကြပါဘူး မကြသေးမကြလည်းမကြဘူးအဲခုခံနေရမှာတော့တော်တော်လေးလက်ဝင်နေရလို့ကျွန်တော်ပြောလို့ရတယ်ဗောနော်လင်းအုပ်လိုက်နဲ့ကျဲဗျာလင်းအုပ်လိုက်နဲ့ကျဲတယ်ဆိုတာကအလုံးလုံးမှရတာအလုံးမလုံးဘူးခင်ဗျအဲအကြောင်းတော်တော်ဒုက္ခရောက်တယ်နော်ကြောက်ဖြူလေးပေးရမထင်ပါလေအကိုရဲ့မပေးရဘူးကိုလိုမြောင်းလင်းနေဗောနော်မပေးရစေချင်ဘူးအဲကြောင်မို့လို့အကိုနေတယ်ဒီနေ့အမ်တည်စေချင်တာပါအောက်ခြေကလည်းအထက်ကိုတင်မပြရဲဘူး အထက်ကိုတင်ပြလို့ရှိရင်လည်းအထက်ကဂယူမဆိုင်ဂယူမဆိုင်တာတွေဒါနဲ့ရအောင်လို့ဒီလိုဖြစ်အောင်လို့ဖြစ်အောင်လို့ဆိုရက်အထက်ရဲ့အောက်ကိုမတိပဲနဲ့နော်လက်တွေ့မဆန်မှုတွေဟာနောက်ဆုံးပြီးတော့ကိုယ့်စစ်သူကြာရှုံးတယ်သူတို့ကျွန်တော်တိုက်ပွဲတွေကြာရှုံးတာနော်အဲသူတို့အထက်တွေအောက်တွေကျုပ်စိတ်ဝင်စားအောင်ကျုပ်စိတ်ဝင်စားတာက အောက်ချင်မှာစစ်သည်တွေမတန်တဆနဲ့ရန်သူစစ်သူကြောင့်တပုံတွေကိုရင်ဆိုင်နေရတယ်အဲ့ဒါကကျွန်တော်စိတ်ဝင်စားတဲ့အရာဖြစ်တယ် ယောက်ျားကိစ္စမရှိဘူးကိုအရာဝတီမရောက်ဖို့အရေးကြီးတယ်။အရာဝတီတိတ်မကြခင်ကျွန်တော်ဆက်ပြောပါမယ်နော်။အဲ့တော့မင်္ဂလာပါကိုမမောင်တို့မင်္ဂလာ။မင်္ဂလာပါနော်။နေဒီခံပြီးတော့ကျွန်တော်ရဲ့ဒီနေ့ချောင်းတဖို့ဖို့တော့ဖြစ်တယ်ဗျာ။နည်းနည်းဒီခံပြီးမှာနော်။အားနဲ့ပတ်သက်ပြီးတော့တောင်းမယ်နဲ့။အဲ့တော့အင်းရရဟုတ်ကြ။အဲ့တော့အင်းကြောက်ဖြူကိစ္စနော်။ဟုတ်ပြီ။ ဲ့တော့ကြောက်ကြီးကဘာလုပ်မှလဲခင်ဗျားတို့အခုတိုက်နေတာတွေကျွန်တော်ကြားသိရတော့ဆိုရှင်မိမိဘက်ကတပုံကအင်အားအလုံးရင်းနဲ့ဝင်တိုက်နေတာနော်မိမိဘက်ကအင်အားတော့မမြဘူးဆိုတဲ့တိုင်းတာမျိုးတွေရှိနေတယ်အင်အားမမြလက်နဲ့ကြီးနဲ့စော်သလားဆိုတဲ့အခါကျလက်နဲ့နဲ့လည်းလက်နဲ့ကြီးတွေလည်းစော်ပါတယ်ဒါပေမဲ့လိုအပ်တာတက်ပို့ပြီးတော့ကိုနိုင်ငံတော်အဆင့်တိုက်ပွဲဝင်ရမယ်အဲကြောက်ဖြူအခြေအနေဖြစ်တယ်နော်ကြောက်ဖြူကဒီတိုင်းတော့ဒီတိုင်းခင်ဗျားစက်ထားရင်တော့မလွယ်ဘူးနော်ကျမကြီးဆိုင်ပါဟုတ်ကဲ့ပါခင်ဗျအသားကြီးကျမကြီးဆိုင်ပါဟုတ်ကဲ့ပါ อืมอุโมงค์มิงลาบ่ครับมิงลาบ่เนาะลิ้นอ่างนะมิงลาบ่อะแล้วอ่าอะคูจอกสิเฉินเนี่ยก็บอกว่ามินตัดตองจนตะบงบักก็ตะดินนี่บ่เนาะตะบงบักก็ตะดินนี่အဲထုတ်ထုတ်ထွက်တဲ့ပုံစံလေးနည်းနည်းအခြေအနေလေးကျွန်တော်အားလုံးစုံစမ်းပြီးတော့အခုကျွန်တော်သုံးသပ်ချက်ချလို့ရပါပြီဗျာနော်ကျွန်တော်ပြောသလိုပေါ့အဲကျွန်တော်ဆိုတာလေဒါသူတည်တနာပေါ့အခြေခံပြီးတော့သတင်းသုံးသပ်တာပါဆိုလိုချင်တာတပုံစီကသတင်းချက်လက်တွေတည်းကျွန်တော်ယူပါတယ်အဲ ဒီအေအာပေးထောက်ခံသူတွေစီကတည်နေယူပါတယ်တထောက်ခံသူတည်စားသဖြစ်ပေါ့ဒီဒီအားလုံးကမှအခြေခံပြီးတော့နည်းမြေပထောက်ခံအခြေအနေတွေကျွန်တော်တရားလေ့လာပြီးတော့မှသုံးသက်တာပါအခုသူတို့ကျွန်တော်တို့သုံးသက်ယူစားလို့ရပြီအာမ်ကြောက်ဖြူကြောက်ဖြူမှာရှိတဲ့မင်းတက်တောင်ကျသွားပြီမင်းတက်တောင်ကာကင်းစကန်ကျသွားပြီကျသွားတဲ့အခါကျတော့အဲ့ဒီမင်းတက်တောင်ကိုလည်းစစ်တပ်ကရွေးချယ်ချင်ခုခံနေကြခုခံနေတဲ့အင်အားလည်းကြီးလာလိမ့်ဗျာကြောင့်ကြားသိရတော့ဆိုလို့ရှိရင်အင်အားလေးက20လောက်နဲ့ခုခံလား ဲ့တော့တပုံကမင်းတက်တောင်လဲလဲလေးပဲရသွားတယ်မင်းတက်တောင်ရသွားပြီဆိုတဲ့ခါကျတော့အရင်အနေရကြီးသွားပြီမင်းတက်တောင် ရပြီဟေ့ဆိုလို့ရှိရင်မင်းတက်တောင်ဘောဆင်းလာပြီဟေ့ဆိုရင်ရှေ့မှာဆက်တိုးလာမယ်ဆိုရင်ရက်တရင်32ကိုရောက်မှာနော်ရက်တရင်32ကိုရောက်ပြီဟေ့ဆိုလို့ရှိရင်ရက်တရင်32ကတနည်းအားဖြင့်ကြောက်ဖြူမျိုးရဲ့ခံတက်လို့ပြောလို့ရတယ်။အဲ့ရေတဲ့ရင်30နှစ်သားကြာလို့ရှိရင်တော့ကြောက်ဖြူမျိုးကဘယ်လိုခေါ်မလဲဆိုရှင်ရပြီလို့တော့ပြောရင်မမှားဘူး။မအားကြောင့်လဲဆိုရှင် နော်မင်းတက်တောင်ကကျွန်တော်တို့ရဲတိုင်32ရဲ့အသက်လို့ပြောလို့ရတာပေါ့အဲမင်းတက်တောင်ကြတော့အခုရဲတိုင်32ကိုရတိုက်နေတယ်ကဲရဲတိုင်32တာရပြီဟဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကျွန်တော်တို့ဒီကြောက်ဖြူမျိုးเนี่ยအရင်မလန်းတော့မလန်းတဲ့အတွက်ကြောင့်အဲ့ကနေလက်နဲ့ကြီးနဲ့လှမ်းပစ်နေရင်တော့မှပဲအထဲမှာရှိနေခါလာရဟိုကမင်း9 9ခန့်ပေါ့သူစားဒီခါလာရအဲ့မှာတက်သုံးခုရှိတယ်ကျွန်တော်ကနန်ကိန်းကနန်အဖြစ်နေနေတွေ့နိုင်တယ်เนาะအဲ့တော့ အဲ့တော့ဘယ်လိုခေါ်မလဲဆိုရှင်တော်တော်လေးကိုရေးကြည့်တဲ့အခြေအနေကိုရောက်နေတယ်ပေါ့အဲ့တော့မနေ့တနေ့လောက်ကသူတို့ဘက်ကအင်အားပြုံးပုံရဆိုရှင်အင်အား300လောက်ဆင်းသွားတယ်လို့ကျွန်တော်ကြားသိရတာပေါ့ဗျာနော်အင်အား300လောက်ဆင်းလာတယ်အဲ့တော့အင်အား300လောက်ကကိုယ့်ဘက်ကအင်အားမမျှတဲ့အတွက်ကြောင့်မဟုတ်လို့မြင်အောင်မပြည့်ရတဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့ခုခံတိုက်ခိုက်မှုတွေကြီးတဲ့အခါပြည်သူစစ်တွေများတယ်လို့ကြားသိရတယ်နော်အဲ့တော့တမင်တကာကိုပဲ အဲကြောက်ဖြူကနော်တမင်တကာကိုပဲကျွန်တော်တို့ခင်ဗျားတို့ဒီပွဲရမအေးအေးဝင်းစီဇန်နဲ့ပွဲလာတော့ကျွန်တော်စဉ်းစားနေပါတယ်မအေးဝင်းများစီဇန်နေရလားမသိဘူးစီဇန်ပုံတော့တတော့ကျန်းနေဗျာနော်အဲ့နောက်ပတ်သက်ကျွန်တော်ပြောမှာပါကျွန်တော်နည်းနည်းတီးခတ်နေတာပဲရှိတယ်အဲ့တော့ကြောက်ပြဲပါ යි လေအာကျွန်တော်တို့ကဒီပေါ့နော်တိုက်ပွဲဝင်နေတဲ့စစ်တီတွေကိုစားကျွန်တော်တို့ကပြောပြရမှာဖြစ်တယ် တော့ခင်ဗျားတို့ခုဘယ်လိုလုပ်မလဲဒီတိုင်းဆက်ထားလို့ရှိရင်တော့ကိုယ့်ဘက်ကလည်းထိခိုက်တာကြီးများနေပြီတန်ရန်ရတာတွေများနေပြီဒါပေမဲ့လည်းစစ်တီတွေကိုကျွန်တော်လေးစားတာတခုပါလဲဆိုရွရွချွန်ချွန်နော်သူတို့ရှိတဲ့အားနဲ့ငါမသေးငါစခန်းမကျစရာဆိုတဲ့စိတ်တည်းနဲ့တိုက်ပွဲဝင်နေတာဟာဆိုရင်ကျွန်တော်အန်အော်ဖို့အသိကိုကောင်းပါလေနော်ကျွန်တော်တို့ဒီအခုချိန်မှာကျွန်တော်ဆုံးရှုံးနေရတာတွေကတကယ်စစ်တီကောင်းတဲ့ဆုံးရှုံးဆုံးရှုံးနေရတယ်မကောင်းတဲ့စစ်တီကလစ်ကုန်ပြီเนาะအခုတကယ်တမ်း ဒီမှာပေါ့ဗျာနော်ဟိုစစ်တပ်ကဆုံးရှုံးနေတာစစ်တီကောင်းနေဆုံးရှုံးနေတာဖြစ်တယ်တတ်တီကောင်းနေသူတွေဆုံးရှုံးနေတာဖြစ်တယ်အဲ့တော့ပြီးတော့လေခင်ဗျားတို့ရဲ့ဒီမအေးအေးဝင်ပေါ့ဗျာနော်ဥမင်းအွန်လိုင်းဥမင်းအွန်လိုင်းကျွန်တော်ဒီခါဒီခါမှာတော့ကျွန်တော် မအေးအေးဝင်ဝင်လို့ပဲနာမည်ပေးချင်တော့လေဘာကြောင့်ဆိုတော့သူကိုယ်ကစီမံခန့်ခွဲနေတယ်လေသူကလွယ်ပြီးကျန်တဲ့သူဘူးမှစီမံမမရအောင်အဲ့တော့မအေးအေးဝင်အေးအေးဝင်ကိုယ်တိုင်စီမံခန့်ခွဲနေတော့နေရာဖြစ်တယ် ဲ့ဒါကြောင့်မလို့အေးအေးအားအတင်းရဲတယ်အတင်းရဲလာပြီးတော့အခုဆိုရင်ကြောက်ပြူအခြေအနေလုံးဝလုံးဝအဲခက်ခဲတဲ့မှာရှိနေတယ်လို့ကျွန်တော်ပြောလို့ရပြီနော်အဲ့တော့မအေးအေးဝင်းစီဇန်နဲ့ဆိုလို့ရှိရင်မအေးအေးဝင်းကအောက်ကိုမတိလေမတိလေရောတလားပေါ့နော်တိပါမြင်ပါတခုခုလုတ်ဖို့လိုပါပြီစင်အောင်လည်းတည်တည်ချာချာပြေးဖို့လိုပါပြီအခုလိုမျိုးအပီလူစီမနေ့တနေ့ရမှာသင်တန်းဆင်းလာပြီလူစီလေးတွေတိုက်ခိုင်းနေတာဟာဆိုရင်မကောင်းပါဘူးเนาะ အဲ့လိုမျိုးကျွန်တော်တို့တပုံဘက်ကနေပြီးတော့အကုန်လုံးသိကြားသိနေရပြီမမတပုံဘက်ကဆိုလို့လွဲနေလို့မပြောနဲ့နော်ကျွန်တော်တို့တပုံဘက်ကသတင်းဆိုသည့်တိုင်အောင်တော့ကျွန်တော်အတီးပြုတ်အစစ်စစ်စူးစမ်းပြီးတော့ကျွန်တော်သိရတာပါနော်အဲ့တော့အဲကြောက်ပြူချင်းနေဆိုပါတယ်နော်အဲ့လိုအဲ့လိုကျွန်တော်ပြောလို့ရတယ်ဟုတ်ပြီနောက်ထပ်ကျွန်တော်ဘယ်ကိုဆက်သွားမလဲဆိုရင်အာနောက်တနေ့အားတွေပြောမလို့ဆိုရင် ညောင်ကျိုးဘက်သွားအောင်နော်ပကိုးဘက်သွားရအောင်ပကိုးဘက်မှာဆိုလို့ရှိရင်လည်းအခြေအနေကမအေးအေးဝင်းစီစဉ်နေတယ်လို့ဖြစ်နေတယ်။ဘာလို့မအေးအေးဝင်းစီစဉ်လို့ဖြစ်နေဆိုတဲ့ခါကျတော့စခန်းကအေးအေးကတိုက်လာတာနော်။ဘာမှကျူတင်စီမံဆောင်ရထားခြင်းမရှိဘူး။အေးအေးစတိုက်လာပြကျွန်တော်အားလုံးသိတယ်။အေးအေးကပြောလဲပြောရတိုက်လဲတိုက်တယ်နော်။အေးအေးကအဲ့လိုဒီဟိုဘယ်လိုမှမစနေရပြီလူဘာဝလာဆိုလို့ရှိရင် ကိုယ့်ဘက်ကဒီ မအေးအေးဝင်းကိုယ်တိုင်မစီစဉ်ပေးပဲနဲ့ကတော့အေးအေးဒီဒီရောက်လာစရာအကြောင်းမရှိဘူးကျွန်တော်တို့သုံးသပ်တယ်နော်။ဘာကြောင့်လဲဆိုတော့စခိုင်းပြည်နယ်ထဲမှာရှိမယ်ကျွန်တော်တို့အမ်ဒီဘက်ချောင်းလို့မိုးထီနေကြစခိုင်းပေါ့တောင်ပုံကြီးတောင်ပုံကြီးပြီးမိုးထီမိုးထီပြီးတော့လို့ရှိရင်ဂျန်နယ်ဒီနားမှာနားတစ်ချောင်းမှာရှိတဲ့စခန်းလေးတွေပေါ့ဗျာနော်။အဲစခန်းလေးတွေအများကြီးရှိတယ်ပေါ့။ဒီစခန်းလေးတွေတစ်ခုခုပြီးတစ်ခုကိုအေးအေးကတိန်းသွားတာအလွယ်လေးအလှလေးအလှလေးအလှလေးတိန်းသွားတယ်။အဲ့တော့ဒီလိုမျိုးတိုက်ဖို့အတွက်ကိုအေးအေးကနှဲ့နဲ့ချီပြီးတော့ စ조사တယ်เนาะနေ့နဲ့ချီလာပေါင်းများစွာခြီးပြီးတော့조사တယ်ကိုယ့်ဘက်ကအေးအေးအဲ့လိုမျိုး조사မှုဒါပါတော့တောင်ပုံကြီးစခန်းကိုမတိုက်ခင်ကလေးကအေးအေးဟာဒီလမ်းကျောကိုဝင်ဖို့ကတို့조사ထားတယ်ဒီလမ်းကျောကရခိုင်ပြည်နယ်ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့တောင်ကုန်းနဲ့เนาะတောင်ကုန်းတဲ့ဒီအောက်ရှိပင်ထီကိုရောက်တာပေါက်တဲ့လမ်းဖြစ်တယ်အဲ့လမ်းကျောကဝင်လို့ရတယ်မန်လန်းတည်တယ်အေးအေးကတောင်းရနေမှလည်းတည်တယ်လာတော့မယ်ဆိုတာလည်းတည်တယ်တည်တည်တန်အောင်တော့မှပဲဒီအေးအေးတွေเนาะ ရိတ်ခါတွေအရင်ဆုံးစုရမယ်လက်တက်တွေခဲရဲနေစုရမယ်ဒီလမ်းကျောကလွယ်လွယ်လေးရိတ်ခါပို့လို့မရဘူးနော်လွယ်လွယ်လေးရိတ်ခါပို့လို့မရဘူးနေ့အဖြစ်ဒီပေါ့ဘကိုးဘက်ချမ်းကဘကိုးဘက်ချမ်းကလည်းရိတ်ခါမဝင်မဲနဲ့ဘလို့မှမရအောင်နော်မင်းတို့ဘက်ကဝင်ဒါလည်းအကန့်သတ်ရှိနိုင်တယ်နော်ဘကိုးဘက်ချမ်းမဝင်မဲနဲ့အဲ့တော့အခုလိုမျိုး အေးအေးကဒီလိုမျိုးထိုးစစ်ကြီးကြီးမားမားဆင်လာနိုင်ရဆိုတာမအေးအေးဝင်းကိုယ်တိုင်မစီစဉ်ပေးပဲနဲ့ရတော့အာဒီအေးအေးဒီတော့ဒီစေးအောင်မြင်စရာအကြောင်းမရှိဘူးလို့ကျွန်တော်တို့ကတစ်ချက်ပေါ့နော်သုံးသက်တယ်အဲ့တော့အဲ့ဒီချိန်မှာကျွန်တော်ကြီးလိုက်တော့လေတပုံရိတ်ခါဆုတဲ့အချိန်မှာလေရိတ်ခါပို့ပြီးနေဆိုကိုတက်ကလူတွေပဲပုံစံမျိုးဖြစ်နေတယ်နော်ကိုတက်ကပုံစံမျိုးပဲဖြစ်နေတယ်တပုံကစတိုက်လို့ဆိုအဲ့ချိန်မှာလေက မအေးဝင်ဖြစ်တဲ့နော်ခင်ဗျားတို့ရဲ့ဒီအဘပေါ့အဘကတော့စီစဉ်ထားခြင်းမရှိဘူးစီမံထားခြင်းမရှိဘူးတကယ်တကယ်ဝုန်းနိုင်ဖြစ်တော့မှမိုးထီကိုစကန်သွားပြီးစောက်ရတာမိုးထီစကန်ဆိုတာကကိုယ်နဲ့ပြောရရင်ဟွန်းစကန်ကောင်းကြီးလို့သာအားလုံးထင်နေကြအမှန်တကယ်ကငမူးရှူရုံးနဲ့ပိုင်းလာလို့အိမ်သာတက်ချင်ကမှပဲအိမ်သာသွားပြေးဆောက်ရတဲ့ပုံစံမျိုးနဲ့မိုးရီစကန်ကြသွားတာအဲ့တော့ရောက်စစ်တဲ့ရဲ့ဒီပေါ့နော်အေးအေးပေါ်မှာနော် ဟိုကိုကကိုဘက်ကတရားရအစီစဉ်ပေးနေပြီးတော့ကျွန်တော်ပြောလို့ရတယ်ရိတ်ခါကိုဘက်ကတတ်တယ်ကြည်စံဟိုလက်နက်ကိုဘက်ကတတ်တယ်ပြီးတော့အေးအေးစားတိုင်းဆိုတာတည်တည်နဲ့တောင်ပုံကြီးပေါ့တောင်ပုံကြီးစခန်းကြကလေးကမိုးထီတော့ဆိုအစင်းစင်းပြင်လာမယ်စာနော်အဲ့ဒီမှာမိုးထီကလည်းဟိုကမိုးရှူရင်းသွားပြီးတော့ဟိုဘိုက်နာလို့အင်နာထားသွားဆောက်တဲ့ပုံစံမျိုးဆောက်တာအဲ့ဒီအချိန်မှာဆောက်တဲ့အချိန်မှာမိုးထီကအတိုက်ခံရတာအဲ့တော့မအေးအေးဝင်ရတော့စီစဉ်ပေးနေပါဘူး အဲ့လိုမျိုးနဲ့တိုက်လိုက်တိုက်လိုက်တိုက်လိုက်နဲ့နောက်ဆုံးပြီးတော့ကျွန်တော်ဘယ်ကိုရောက်လာဆိုကြောင်ညောင်ကျိုးကိုရောက်လာနော်ညောင်ကျိုးကိုရောက်လာတဲ့အချိန်မှာညောင်ကျိုးထက်ဆင်းမယ်ဆိုရင်စင်လန်လေးလာအဲ့ဒီမှာကတော့ကျွန်တော်တို့ဒီတက်ဒီအာလုံးအနေရယူထားနိုင်ပါလိမ့်ခု82တို့တော့မရတော့အဲ့မညောင်ကျိုးကလည်းအခုဆိုရင်ကာငင်းကုန်းတွေတော်တော်များရတဲ့ညောင်ကျိုးကလိုချင်သိမ့်လိုက်လို့ရပြီရကနေကြမှာပဲမသိမ့်မနဲ့ထားလိုက်ပြန်တယ်ဟောမအေးဝင်လို့မွေးနေတာအခုဆိုရှင်လည်း တော်တို့မိုးထီမိုးထီရလဲရေကြီးဆန်းသိမ်းလာပြောရယ်သိမ်းပလိုက်ရင်ရပဲမအေးဝင်ထက်စီစဉ်လဲမသိမ်းနဲ့အဲ့တော့အေးအလှမွေးတာနော်ညောင်ကျိုးမှလည်းမွေးလာတယ်မိုးထီမှလည်းမွေးလာတယ်တိုက်လို့ရတာနဲ့မတိုက်ပလိုက်ဘူးအဲ့တော့မအေးအေးဝင်စီစဉ်ဒီဖြစ်နေပြီနော်ဟုတ်ပြီကျွန်တော်တို့ထပ်ဆက်လက်ပြီးတော့ကျွန်တော်တို့ဒီအမ်အေးအော်လေးသွားကြည့်အောင်အေးအော်ရင်းငတိုင်းကြောင်းမှာ နော် ARB ငတိုင်းကြောင်းဒီကျွန်တော်တို့၃လေးလေးအမြောက်တက်အမြောက်တက်ဆိုလို့ရှိရင်အခုပေါက်ကြရဖြစ်နေပြီဘလို့လူမျိုးနေရာပြန်ခန့်ထားလဲဆိုတဲ့ခါကြတော့ ARB မှာပတ်တိုင်းမှုဒုတိုင်းမှုပေါ့ဗျာနော် ARB လို့အကြီးဆုံးမကင်ဘူးလားအဲ့ကြောင့်အတန်းနဲ့လေးပြဆက်ဟွန်းဒါကျွန်တော်ကျွန်တော်အောက်နဲ့အထက်နဲ့လှမ်းနေရတာမအေးဝင်းကိုယ်တိုင်စီစဉ်နေရတာမသိဘူးเนาะအဲ့ဒါကိုယ်တိုင်သုံးသပ်ပါကျွန်တော်ကတော့ဒါအဲခဏလို့ ကိုယ်တိုင်စဉ်းစားနိုင်အောင်ကျွန်တော်အနေနဲ့ဒါသုံးသပ်ပြတာပဲเนาะခု AR တွေမှာငတိုင်းเจ้าမှာ၃လေးလေးအမြောက်တက်ကို AA ကအရလိုချင်တယ်လိုချင်တော့လာလာတိုက်နေတာအဲ့တော့ AR တွေ၃လေးလေးအမြောက်တက်ကလည်းတကယ်တက်ကြီးဘူးဗျအဲ့တော့သူ့အနေနဲ့ကကာဂင်းစကန်နေအများကြီးထုတ်ထားတာကာဂင်းစကန်ထုတ်အဲ့ကာဂင်းစကန်နေဆိုတက်ကွင်းကောင်းတဲ့နေရာမှာတေချာထုတ်ထားတာထုတ်ထားတော့ AA ကအဲ့နေရာကိုတိုက်တယ်ပိုးဆိုးပတ်ဆက်ပိုးဆိုးပတ်ဆက် AA အကြဆုံးများဆိုတာနေ့စဉ်ပြင်များစုပ်ပြရတယ်အေး အခုပါတဲ့တည်ရင်မှုစင်တီလောက်ကပေးဆက်ရတယ်ရှိရခုတနေ့ကတည်ရင်မှုတယောက်ကြာကျွန်တော်ပြောခဲ့ပြီနော်အဲ့တော့အခုဘလို့ဖြစ်နေဆိုတဲ့ခါကြတော့လုတ်ပုံလုတ်ကွက်တွေကဖယဲသီးဆန်နေတယ်ဖယဲသီးဆန်တော့အောက်ခြေကပြည်သူအဲ့မှာပူပေါင်းဆောင်ရွက်နေပြည်သူစစ်ကလေးတွေရှိတယ်ပြည်သူစစ်တွေရှိရင်တက်ရှိတယ်အဲ့တော့အဲ့ဒါကိုအဓိကကြီးအောက်ဆိုးတာကဟိုကျွန်တော်ပတိုင်းမှုကဥမစုပင်နဲ့ဥမစီမင်းနဲ့ဒုတိုင်းမှုကဥစီတယ်အဲ့ဒုတိုင်းမှုရဲ့ လုတ်ပုံ၊ဂိုင်ပုံ၊ပြောပုံ၊စိုးပုံနဲ့ဒီစီမံဆောင်ရွက်ပုံတွေဟာနံပါတ်၁ချက်ဖျဲသီးဆန်ခြင်းနံပါတ်၂ချက်အောက်လက်အောင်ငယ်သားကိုစိတ်တကြအောင်လုပ်ခြင်းအဲ့တော့ဒုတိုင်းမှုဆိုတဲ့အရေးတော့မဟုတ်ဘူးအခွေအစင်တော့မဟုတ်တော့ကျွန်တော်ထင်တာပေါ့ကျွန်တော်ဘာလဲကျွန်တော်စစ်တပ်အပြင်ဆိုကျွန်တော်သိမှာမဟုတ်ဘူးအဲ့တော့အဲ့ဒီမှာရှိတယ်တရင်မှုတို့နော်ဟိုစသဖြင့်ပေါ့ကွာယာတို့ကြီးကြီးမားမားတွေကိုယ်တိုင်နဲ့တော့မှာပဲအခုပြဿနာစနေတယ်ပြဿနာစနေပြီဆိုတဲ့ခါကျတော့ပြုတ်ဆပြင်းအောင်ဖြစ်နေတယ် တော့ပြုံးစားပြေနောင်ဖြစ်နေပြီအဲ့တော့ဘာတွေအထိတင်းကျက်လဲဆိုတော့ခါကြတော့ခမားတို့ကနော်ကိုယ့်အိမ်မှာကိုယ့်အိမ်မှာမိုးအမိုးအကာအောက်မှာအမိုးအကာအောက်ကလေးမှာပေါ့ဗျာနော်ကောင်းကောင်း TV ရေးထိုင်ကြည့် KTV မှာတခြင်းလေးဆိုပြီးတော့စည်းစိမ်ရင်မှုနေတဲ့အချိန်မှာရှေ့တန်းမှာတိုက်နေတဲ့ကာကင်းတို့ကမရှေ့တန်းမှာတိုက်နေရတဲ့စစ်တီတွေကအနေဆုံးတော့ဗျာသွေးပူအောင်တော့အရက်ကလေးတော့ပါလို့တောက်ချင်ပါဘောဗျာဟုတ်တယ်မလားရှေ့တန်းလုံးနေရာမျိုးမှာဘယ်သူမှလည်းမူးယူးတော့ပေါက်လို့မရအောင်အဲ့လောက်ထိလည်းမပေါ်နေဘူးပတ်စံနေ အဲ့လိုထိလည်းအရက်ကဝယ်လို့မရအောင်လို့တလောက်ဝယ်လို့မရအောင်လုံးဝအရက်မတော့ရဘူးနော်အလုံးဝဟိုရန်သူကိုမြင်သူစောင့်မပြစ်မချင်းကိုကမပြစ်ရဘူးပြီးတော့ဆက်ဆံပုံကလည်းအကုန်လုံးကိုဆဲဆူတောင်းကြံပြီးဆဲဆူနေတာနော်အရာရှိတွေကအစဟိုစိတ်ပြတ်နေတာအဲ့တော့အဲ့ဒီမှာဘာတစ်စုကွဲသွားဆိုတော့၃စုလောက်ကွဲသွားပြည်သူစစ်ကတစ်စုဖြစ်သွားစစ်တပ်ကတစ်စုဖြစ်သွားအရာရှိများကတစ်စုဖြစ်သွားအဲ့တော့ဒုတိုင်းမှာတစ်စုဖြစ်သွား ဲ့တော့ဒီဒုတိုင်မှုရဲ့ဒုတိုင်မှုကိုအားလုံးမကြင်မနက်တဲ့ခါကျတော့ဟာဒီလိုလုပ်လို့ရှိရင်ငေါစကန်ကြမှာပဲမကြကြအောင်ပဲလုပ်နေရလားအဲ့တော့အားလုံးကထင်တာဒါဖျက်သီးဆန်တာပဲနော်မကြကြအောင်တို့တမင်ကလုပ်နေတဲ့ပုံစံမျိုးများဖြစ်နေလားဆိုပြီးတော့အတန်တရားလေးရှိလာကြတာအဲ့တော့အခုတော်တော်လေးပေါ့ဟိုအခက်ခဲတွေရှိနေပြီအဲ့တော့ဒုတိုင်မှုကိုကျွန်တော်ဆက်လက်ပြီးစုံစမ်းကြည့်တာပေါ့စုံစမ်းကြည့်ရတူတူဘယ်လိုလူစားမျိုးတွေပေါ့ကျွန်တော်ကျွန်တော်ဆက်လက်စုံစမ်းကြည့်ပါတယ် ုံစမ်းကြည့်တဲ့အခါကျတော့မင်းဒီအတားခံရတော့ဒုတိုင်းမှုဖြစ်နေတယ်တဲ့ဒါကြားသေးရတော့ကျွန်တော်တီးပြူကိုကြိုးစားအောင်ပါပါနော်ဆိုတော့ကျွန်တော်ကအေးအေးကိုရိတ်ခါပို့တဲ့မှာဒင်းကအရှင်းဆုံးပါနေခဲ့ဘူးတဲ့ဒါကတော့ကျွန်တော်ဆက်လက်ပြီးလေ့လာအောင်ပါပါနော်ဒါလည်းဒီပြူကအဖြစ်သုံးသက်လို့ရတာရိတ်ခါပို့ပြီးမင်းဒီတားခံအဲ့မင်းဒီအဖြတ်ခံဖို့အတွက်ဒီမှာပြောင်းခံလာအဲ့တော့ဒီမှာပြန်ခံလို့ရဖို့ဆိုလို့ရှိရင်မအေးဝင်းစီစဉ်နေမှရမှာကျန်တဲ့သူစီစဉ်လို့ရမှာမဟုတ်ဘူးအဲ့တော့ ကိုတက်ကမကြဘူးတမင်တကာကိုအကြခံထားတဲ့ပုံစံမျိုးတွေဖြစ်နေမအေးဝင်းတို့သတိထားရမယ်နော်ကျွန်တော်ဟုတ်မဟုတ်ဆိုတာကျွန်တော်လေ့လာနေပြီနော်ကျွန်တော်ရှာဖွေစူးစမ်းဖော်ထုတ်နေပါပြီအဲ့တော့နာကျွန်တော်သုံးသပ်သုံးသပ်ပြနေတာပါနော်အဲ့တော့ဘီ EAR မှာဆိုလို့ရှိရင်စခန်းနေနောက်ဆုံးတဲ့ပုံစံကအရက်သားတွေကဥမာဖြစ်ကျွန်တော်တို့စစ်ပေးရှောင်နေဆိုလို့ရှိရင်တက်တက်လက်ရှောင်ကြရမှာလားအေးစစ်တပ်စခန်းဆုတ်တာအရက်သားတွေပို့ပြီးတော့မြင်ရတယ် အရက်သားထက်ပိုပြီးမြန်တယ်ရက်သားတွေအောင်မစော့တယ်ဒီနေ့တော့ပျောက်တယ်အဲ့ပုံစံမျိုးနဲ့ဒီကျွန်တော်တောင်ပိုင်းနေပြီးတာတို့အဲ့ဘက် channel မှာအရင်ပြီးခဲ့တစ်ခေါက်ဖြစ်မှာအဲ့လိုအဲ့အဲ့ပုံစံမျိုးဖြစ်ခဲ့တာဖြစ်တယ်အဲ့တော့ခင်ဗျားတို့ရိုင်းရင်ရိုးရှင်းလို့နေတော့ဟာခင်ဗျားတို့အရန်ကိုရိုးရှင်းလို့နေပြီဟွန်းအဲ့တော့စဉ်းစားလေနော် ဲ့တော့နောက်ထပ်ကျွန်တော်ဆက်လက်ပြီးလေ့လာကြည့်ရယ်လေ့လာကြအထူးတိုင်းမှုကိစ္စကနံပါတ်၁ချက်ဖင်နီတားခံရရွေးနာမည်ပြက်ရှိထားသောအေအေကိုရိတ်ခါပို့တဲ့အထက်မှာပါတဲ့အတွက်ကြောင့်မို့လို့ပြေးစီပြေးမပြေးဘဲနဲ့ကြံပြီးတော့ကျွန်တော်တို့မင်းနီအတားခံရရွေးကြံရှိနေသောဒူတိုင်းမှုဖြစ်၏အဲ့တော့သူ့ရဲ့စီမံကုတ်ကဲမှုတွေကြောင့်တက်တက်တက်လုံးဝတက်ပြတ်ချင်းတလုံးဖြစ်နေအဲ့အဲ့ပုံစံမျိုးထိကိုဥတီနေတဲ့ပုံစံမျိုးတွေထိရှိနေတယ်နော်အဲ့တော့ မြင်သားနဲ့မပြည့်ရတင်းကျပ်မှုတွေကြောင့်သုံးခု꿰သွားတယ်။အဲ့လိုမျိုးနေမဖြစ်ဖို့ဆိုလို့ရှိရင်ဒီတဘုံတင်းကဒုတိုင်မှုကိုပုံမှန်အားဖြစ်ဆိုလို့ရှိရင်ဒုတိုင်မှုစီတဘုံတင်းရောက်တယ်လို့ကျွန်တော်ကြားသိရတယ်ဗျနော်။အဲခုဆိုဒုတိုင်မှုတော့မှာပဲမာတင်းမှာမပြီးတော့တဲ့ပုံစံမျိုးတွေထိရှိလာတယ်။အဲ့တော့အဲ့ဒီနေရာမှာရုံးကန်ကျင်တယ်အဲ့ဒီအဲ့ဒီသုံးလေးလေးနေရာမှာပဲကျွန်တော်တို့ပြည့်စက်တွေအားလုံးထပ်စုမယ်ဟေးဆိုရင်အဲပြီးခဲ့တဲ့ကျွန်တော်တို့ ရိတ်ခါမရတာတွေကြီးမပေးတာတွေနော်ခဲရမ်းမပေးတာတွေအထီးကိုအဲ့မှာရှိခဲ့တယ်။အဲ့ဖြစ်ရမျိုးတွေရှိခဲ့တယ်အဲ့မှာပဲ။အဲ့တော့မရိုးသားဘူးပေါ့။သမင်းကတနေ့လုံးနေမှတနက်ပဲကြွေးရတယ်နော်။နောက်ဆုံးပိတ်အိမ်ကနေပြီးတော့ဟိုကိုစားစရာမရှိကိုမိသားစုကပို့လိုက်တဲ့စားအစာရိတ်ခါတော့မှပဲ။အဲ့နေရာမှာဖြတ်စားတာတွေဟော။မဟုတ်တော်တော်လေးတော့တော်တော်လေးပဲနော်ခင်ဗျားတို့အဲ့ဒီ အရာဝရီသုံးလေးလေးဘက်မှာခင်ဗျားတို့တစုတစ်ဖွဲ့နဲ့တည်တည်ချာချာပြင်ဆင်မှရလာမယ်။မအေးအေးဝန်းစီစဉ်တိုင်းသွားနေတော့မဟုတ်သေးဘူး။ဟုတ်ပြီ။ကျောင်းဒီနေရာမှာစက်ကြည့်မယ်နော်။အခုကြောက်ဖြူတိုက်ခန်းလာတယ်။တိုက်ခန်းနေရာမှာလည်းအသေးချာကြောက်ဖြူကိုတည်ချာအဓိကကာကွယ်ရမယ့်အစားနော်။ကြောက်ဖြူမှာရှိတဲ့စစ်တီတွေကရွတ်ချင်ဘလောက်ကြီးပဲတိုက်ခိုက်နေ တိုက်ခိုက်နေကိုယ့်ဘက်ကစီမံကိုယ်ကဲမှုတွေစစ်တီအင်အားပေးမှုတွေမှာ မအေးအေးဝန်းစီစဉ်သလိုဖြစ်နေတယ်။ ဒါကနံပါတ်၁ချက်နော်အခုဒီကျွန်တော်တို့ဒီပတ်ချမ်းပေါ့ပကိုးပတ်ချမ်းမှာလဲစခန်းကတိမ့်လို့ရတာနဲ့မတိမ့်မင်းနဲ့အဲဘောခေါမဆိုချင်မဲ့အေးဝင်းစီဇန်လို့ဖြစ်နေပြန်တယ်နောက်စခန်းတစ်ခုနဲ့မအေးအေးဝင်းစီဇန်လို့ဖြစ်နေပြန်တယ်အခု၃လေးလေးလဲဒီကဲ့သို့ဒီချမ်းတာပဲဖြစ်နေတယ်အဲ့တော့ဒီအိနေပတ်လာလို့ရှင်ခင်ဗျားတို့ကျွန်တော်ပြောပြောနေပါတယ်နော်ကျွန်တော်ရှာဖွေနေတယ်လေ့လာနေဆိုတော့လက်ကမဟုတ်ပါဘူး ဟုတ်ပြီနော်တော့ဒီ AOD ဘောမီဘတ်ချံပါလေနော်ဘောမီတို့ဒီကျွန်တော်တို့ဒီဗေဒါတို့ဘောဘတ်ချံပါလေတက်ဆုတ်တဲ့ချိန်မှာဆိုရက်သားကနောက်မှဆုတ်တာမန်ငယ်ဆုတ်တာစစ်တက်ကရင်းနောက်ဆုတ်သွားတယ်အဲပုံစံမျိုးတည်ဖြစ်နေတယ်အဲ့တော့ဒီချင်းရတယ်ကျွန်တော်ချိန်စားကြည့်လိုက်လို့ရှိရင်တနည်းရောက်ရောက်ကတနည်းအားမှာမအေးဝင်းစီစဉ်နေပါပြီနော်နော်မအေးဝင်းစီစဉ်နေပါပြီအဲ့တော့ဒီနေရာကိုဆက်ပြီးကျွန်တော်ဆက်လက်ပြီးလေ့လာမယ် လေးလာတဲ့အခါမှာအေးအေးဆိုတာမျိုးဟာလက်ဖြောက်နှိမ်ကြောက်သွားတဲ့အဆင့်ထိတာရှိခဲ့တာဟိုဘုံဆိုလို့ရှိရင်အဲ့ဒီ change ပဲ change မှာစမယ်ဆိုလို့ရှိရင်ကျွန်တော်ကကနာသိခဲ့ပါလေเนาะညုံထုံးအောင်တို့အုပ်စုလိုင်းစားမှာတင်နန်းစားတက်တဲ့အချိန်တွေက၃ရက်၄ရက်လောက်ရှိတဲ့အချိန်တွေကစစ်တပ်ကကောင်းကောင်းသိတယ်เนาะဒီစစ်တပ်ကလည်းကောင်းကောင်းသိတယ်နှိမ်နှင်းပိုက်လို့ဖို့လေဟိုပြောဆိုတာအများကြီးရှိတယ် ဲ့တော့အဲ့လိုမျိုးသတင်းပေးရသူတော့မှပဲခင်ဗျထွက်သွားလိုက်စမ်းပါကွာဆိုပြီးမောင်းထုတ်ခဲ့တာလည်းရှိတယ်။နော်။အဲ့တော့ဒါကနံပါတ်၁ချက်။နံပါတ်၂ချက်အနေနဲ့အေအေကအေအားစုပြီးတော့ရခိုင်ပြည်နယ်မှာတိုက်ပွဲပေါ်ဆောင်နေတဲ့အချိန်မှာဒီဒီအေအေကိုကျုပ်ပြုတ်တိုက်မယ်ဆိုပြီးတော့အာမခံလိုက်တဲ့သူစစ်တီပေါ်ပါလိမ့်ရှိတယ်။တိုက်မယ်။ဒါပေမဲ့တိုက်တဲ့အချိန်မှာဘာပြောလဲဆိုတော့ မတိုက်ပါနဲ့ဒါတို့တိုင်းရင်းသားပါကွာဆိုတာလေခင်ဗျားတို့ဘယ်သူပြောသွားမအေးဝင်းကိုယ်တိုင်ပြောသွားရစကားအဲ့တော့တိုက်ပါမယ်ဆိုတဲ့သူကိုလည်းမောင်းထုတ်လိုက်တယ်ဒီမှာမနေနဲ့တော့ဆိုပြီးဒီမိနေအောင်မောင်းထုတ်လိုက်တယ်နော်အဲ့တော့မအေးဝင်းကိုမေးကြည့်ပါအားကြောင့်မို့လို့အဲ့တော့ခင်ဗျားစီကမအေးဝင်းရစီစဉ်နေပြီနော်မောင်းထုတ်လိုက်တယ်မောင်းထုတ်လိုက်ဆိုတော့တမင်ကမောင်းထုတ်လိုက်တာဘာလဲဆိုတော့အရန်ကိုတိုက်ရင်ခိုက်ရင်ကောင်းတယ်အရန်ကိုတော်နေတယ်ဒီကောင်းနေဆိုလို့ရှိရင်တော့ နာအေးဝင်းစီဇန်စီဇန်ကျင်လို့စီဇန်တော့ရမှာမဟုတ်တော့ဘူးအဲ့တော့နာအေးဝင်းတို့စီဇန်လိုက်တာတော့အိုက်ကောင်လည်းသူ့အိုက်ပုတ်ကိုလည်းလေတော့နော်လက်ပုံလောက်သွားပုံအဲ့တော့ခိုင်တုခောက်ကိုရမ်းအောင်ပါပဲအမ်နတ်ပတ်ခောက်ရတဲ့ချိန်မှာကျေးဇူးတင်တဲ့တင်ထိုက်သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်ဆိုတာအလကားစကားမဟုတ်ဘူးဆိုတော့သိစေချင်တာနော်ဒါကြောင့်အမှန်ပဲလား နောက်ကငါသူရင်ထုံသူရင်ထုံကိစ္စမှာကျော်တေချာပြောပြခဲ့ပြီနော်တေချာရှင်းပြခဲ့ပြီးသွားပါပြီဘယ်မှာမိတယ်ဘယ်မှာမိတယ်ဆိုတာကကျွန်တော်ရဲ့ဒီ లైట్ တွေကကျော်တေချာတေချာရှင်းပြထားပါလေနော်အဲ့တော့အဲ့အဲ့ లైట్ ကိုတာတေချာပြန်ဖြတ်ပါဘယ်နေရာမှာဘယ်လိုရှိရဆိုတော့သူကျွန်တော်သိလာပါလိမ့်မယ်ဘာကြောင့်ရောက်သွားဆိုတော့သိပါလိမ့်မယ်နော်အဲ့တော့မအေအေဝင်းစီစဉ်မှုနဲ့အတူအေအေကအသက်ရှင်လာခဲ့တယ်အေအေကိုတိုက်မဲ့အဖွဲတိုက်မဲ့သူမှန်သမျှဟာမောင်းထုတ်ခံရတယ်ထို့တူ အဲ့ဒီနောက်ပိုင်းမှာလဲအေးအေးကိုနှိမ်နှင်းဖို့အတွက်ဆိုပြီးတော့ဟိုအေးဘမဘမရှိတယ်ဌာနချုပ်ဘမရှိတယ်ဆိုတော့အတိတယ်မသိဘူးဆိုတော့ကုန်တိတယ်တိတယ်တိတာမှတိတာပေါ့တိပေမဲ့ဘာဆိုဘာမှမလုပ်ဘူးလုံမဲ့သူတွေမှန်သမျှလဲအကောင်လုံးကကြောင်ထုတ်ထုတ်မထုတ်လို့ရှိရင်မောင်းထုတ်ခံရမှာအဲ့တော့မအေးအေးဝင်းစီစဉ်ဒီဖြစ်နေပြီအဲ့တော့အားကြောင့်မို့လို့နေ့ကျွန်တော်အေးအေးရဲ့ ကာကွယ်ဘယ်လိုမှမဆိုစစ်ဦးစီးချုပ်ပေါ့ဟိုဘိုးချုပ်ထွန်းမြတ်နိုင်လို့ကျွန်တော်ထင်ခဲ့တာဘယင်ကဘိုးချုပ်ထွန်းမြတ်နိုင်ပေါ့ဟာထွန်းမြတ်နိုင်လို့ကျွန်တော်ကထင်ခဲ့တာပဲဘယ်ဟုတ်မလဲဗျတကယ်တကယ်ပြူဟာနဲ့စစ်ဦးစီးချုပ်အဆင့်ကခင်ဗျားတို့မအေးဝင်းများဖြစ်နေသလားလို့တော့ကျွန်တော်သုံးသပ်မှလို့ဖြစ်နေတယ်မအေးဝင်းကိုလည်းဖြစ်နေပြီ။ရခိုင်ပြည်ပြတ်မှတ်မရှိဘူးဆိုတော့အကုန်သိတယ်။ အကောအကောင်အကောင်ပြီးတယ်နော်ကြိမ်းမှတ်တယ်အကောင်ပြီးတယ်ကြိမ်းမှတ်တယ်အကောင်ပြီးပါတော့ညာလည်းပဲဘာမှမလုပ်ပါဘူးအဲ့တော့အခုချိန်ထိအဲ့အချိန်ကလည်းစပြီစာလုံးကြီးစရတယ်အခုချိန်ထိကငွေမြူရေးစီမံရေးခန့်ခွဲရေးအကောင်လုံးကကိုယ့်ဘက်ကြီးပဲဈေးခါလေးပေးနေတာအခုချိန်ထိလည်းဟိုဘရိုကာမဆိုချင်ကျွန်တော်မင်းတုံးအဲအေးဘင်းလုံးလာမအိုင်လန်ကျောင်းနေပြီးရေခါတဲ့ဝင်နေတော့မယ် တော့တော်တော်လေးတော့မအေးဝင်လို့စီစဉ်ထားတဲ့ပုံစံမျိုးတွေဖြစ်နေပါပြီ။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့လည်းကိုယ်တိုင်စဉ်းစားသုံးသပ်သုံးသပ်ပါနော်။အဲ့တော့မအေးဝင်ဟာတယောက်တည်းပဲလားအစုအဖွဲ့နဲ့လားဒါမှမဟုတ်ရှင်မအေးဝင်ကိုယ်တိုင်ပဲအလိန်ခံရတာသူကိုယ်တိုင်ပဲမအေးဝင်ဟာဒီလိုမျိုးလည်နေတဲ့ခြေနေမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဆက်လက်ပြီးလေ့လာအောင်ပါပါ။လေ့လာအောင်မပူပါနဲ့နော်မပူ